အားလုံးမင်္ဂလာပါကျွန် MTB ရဲ့နေ့တမချန်းစာကို အခမဲ့ဖြန့်ဝေပေးတာမြန်မာနိုင်ငံတနိုင်ငံလုံးတင်မကပဲနဲ့တကယ်လို့အပ်တဲ့နေရအတိအသေးကိုအခမဲ့ပေးဝေခဲ့တာဟာအခုဆိုရင်7နှစ် ရှိပြီဖြစ်ပါတယ်ဒီနှစ်ထဲမှာကျွန်တော်တို့ဒီယူရတန်ရဲ့ဓမ္မကျမ်းစာမူရင်းအတိုင်းပဲယူရတန်ရဲ့စာအုပ်အဟောင်းအတိုင်းပဲ1960နှစ်မှာပုံနှိပ်ထားတဲ့ ပုံနှိပ်စာအုံးနဲ့တူညီတဲ့စာမျက်နှာအတိုင်းပဲကျွန်တော်တို့ဒီ2025မှာထပ်ထုတ်ပို့ရန်အတွက်ရှိပါတယ်။အဲ့ဒီစာအုပ်မှာကြတော့ဒီလိုမျိုး non vinyl အသားနဲ့ဖြစ်ပါမယ်။ပြီးတော့မှကျွန်တော်အများစုသုံးနေကြ1960မှာရှိတဲ့ပုံနှိပ်စာမျက်နှာနဲ့ကိုက်ညီမှာဖြစ်တယ်၊တူညီမှာဖြစ်တယ်။ပြီးတဲ့အခါမှာထူးခြားလာကတော့အောက်မှာလူတော်များများနားလျာခဲ့တဲ့ ခက်စစ်စကလုံးလေးတွေတမချမ်းသာထဲမှာ ပါတဲ့အတိုင်းအထွာတွေအရှိတွေခရီးမိုင်းတွေအချိန်နာရီတွေဘလို့မှတမချမ်းသာလေးကအချို့အခက်ခဲတဲ့ဝေါ်ဟာလာလေးတွေကိုအောက်မှာ footnote အနေနဲ့အောက်မှာမှတ်စုလေးပေါ့နော် အောက်မှာခက်စစ်အနဲ့ဖွင့်တဲ့စာရန်လေးအောက်ချီမှာရေးပေးထားတာလည်းပါမှာဖြစ်ပါတယ်ဒါလည်းမကသေးပဲနဲ့အနောက်မှာ မြေပုံလေးပုံထည့်သွင်းပေးထားမှာဖြစ်ပါတယ်ဒါဒီမကသေးပဲနဲ့ကျွန်တော်ဒီအနာကိုကျွန်တော်ရွှေရောင်နဲ့အနာကိုပေးမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအရာကအစူတအလွယ်တကူစမ်းစာအုပ်ထဲမရောက်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်အင်မတန်မှလှပါပရမကောင်းမွန်တဲ့တမစမ်းစာအုပ်ကိုကျွန်တော်ပုံနှိပ်ဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆယ်စုနှစ်မှာတောက်လျှောက်ကျွန်တော် MTB နဲ့ပြမအမေရိကန်နှစ်ချင်းအသင်းတော်များကနေလှူဒါန်းတဲ့ အရာတွေကိုကျွန်တော်တို့ဖြန့်ဝေပေးသွားတာဖြစ်ပါတယ်ဒီနှစ်မှာတော့ကျွန်တော်တို့ကျွန်တော်မြန်မာခရိယအတိုင်းဝိုင်းနေအတူတကလက်တွဲပြီးတော့မှကျွန်တော်တို့လည်းပဲတတ်နိုင်တော့အမှုတော်အတွက်အတူတကလက်တွဲဝိုင်းဝန်းလှုပ်ဆောင်ဖို့ရန်အတွက်တိုက်တွန်းနှိုးဆော်လိုပါတယ်အခုချိန်မှာ ကျွန်တော်ထုတ်မယ်ဆိုရင်တအုပ်ကို US ဒေါ်လာ9.6ကျန်နှုံနဲ့ကျွန်တော်ထုတ်လို့ရမှာဖြစ်ပါလေ။ဒါကြောင့်မလို့ဒီအမှုရအတွက်ကိုကာ တုပ်ပါဝင်နိုင်ရင်တုပ်ဆယ်အုပ်ပါဝင်နိုင်ဆယ်အုပ်ဥတရာပါဝင်နိုင်ဥတရာဥတထောင်ပါဝင်နိုင်လည်းဥတထောင်ကိုကိုဘုရားသခင် ပေးတဲ့ကောင်းကြီးမင်္ဂလာခံစားတဲ့အတိုင်းတကယ်တမန်ကျမ်းစာလိုအပ်တဲ့နေရာအသီးသီးမှာဝယ်ဖို့ရန်အတွက်ခက်ခဲတဲ့နေရာမှာဝယ်ဖို့အခက်ခဲရှိတဲ့သူတွေအသီးသီးမှာဘုရားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့အရောက်ပို့ဆောင်ပေးခြင်းအဖြစ်တမန်တရားနဲ့ဆိုင်သောလှချင်းချမ်းသာကိုအခြားသောသူတွေအသက်တာမှာတက်ရောက်ဖို့ရန်အတွက်ပါဝင်ပြီးတော့အတူတကွ လှုပ်ဆောင်ဖို့ရန်အတွက်သခင်ခရစ်တော်နာမ၌ဖိတ်ခေါ်လိုပါတယ်။အချိန်မြွေကျွန်တော်ကိုဆက်သွယ်ဖို့မှအတူတကွဝိုင်းဝန်းပါဝင်ကြရအောင် လို့တိုက်တွန်းချင်ပါတယ်။အယောက်ချင်းစီကိုဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။